thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာမှာလူသားချင်းစာနာမှုအကူအညီတွေကန့်သတ်မှုမရှိချက်ချင်းခွင့်ပြုဖို့ကုလမဟာမင်းကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတိုက်ပွဲတွေရပ်ပြီးယာယီအပြည့်ရတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကိုအကောင့်ထဲပေါ်ဖို့အကူအညီလိုအပ်နေသူတွေစီကယ်ဆယ်ရေးနဲ့စာနာကူညီမဲ့သူတွေအကန့်အသတ်မရှိချက်ချင်းတွားခွင့်ပေးရမယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Forgan Track ကပြောပါတယ် မတရားဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာလည်းရှိနေပြီးငလင်တန်းကြောင့်သူတို့ဘာဖြစ်နေသလဲဆိုတာကိုလည်းမသိရဘူးသူတို့ကိုချက်ချင်းလွတ်ပေးတယ်လို့ဆိုပါတယ်မြန်မာပြည်သူတွေထံနိုင်ငံတကာပေးတဲ့အကူအညီတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေဒေသခံလူမှုအဖွဲ့တွေကနေတက်ဆင်ပေးခွင့်ရဖို့အလွန်အရေးကြီးတယ်လို့သူကပြောပါရယ်ပြီးခဲ့တဲ့သတင်းပတ်ကမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်နောက်ပိုင်းစစ်ကောင်စီကလီချောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်စင်ရေးတွေဆက်လုပ်နေကြောင်းအစီရင်ခံစာရရှိခဲ့တယ်လို့ဆိုပါရယ် ငလင်းသင့်ဒေတာတွေမှာလင်းရင်နဲ့ဒရုန်းတွေအများများနဲ့ပါရာမော်တာတွေအပါအဝင်တိုက်ခိုက်မှုအနည်းဆုံး53ကြိမ်ရှိပြီးရှာရီအပြစ်ခတ်ရဲစရေးအသက်ဝင်ကြောင်းကြေညာခဲ့ပြီး AB နှစ်ရက်ကစားပြီးစစ်ကောင်စီကတိုက်ခိုက်မှု14ကြိမ်ထပ်မင်းဖြစ်ပွားခဲ့တဲ့အစီရင်ခံစာရရှိခဲ့တယ်လို့ပြောပါရယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေကုညီဆောင်ရွက်နေတဲ့လူငယ်တွေကိုလည်းအတင်းအဓမ္မစစ်သားစုဆောင်တာတွေလုပ်ခင်ကြောင်းအစီရင်ခံစာမှာပါရှိရလို့ဆိုပါရယ်။မြေပြင်ကတရင်အရင်မြစ်တွေအရငလင်းတန်တဲ့ဒေတာတွေအထူးသဖြင့်စစ်တပ်ရဲ့ထိန်းချုပ်မှုပြင်ပကယ်ဆယ်ရေးဝင်ရောက်နိုင်ခြင်းမရှိရနဲ့တန် ှင်းနဲ့ရှိအစားအစာစေးဝါးပြက်လက်မှုတွေရင်ဆိုင်နေရကြောင်းအာနာသိမ့်မိလေးနှင့်အကြစစ်တပ်ရဲ့အကြမ်းဖက်မှုတန်ခံခဲ့ရတဲ့ပြည်သူတွေရဲ့ဒုက္ခပိုတိုးလာစေတယ်လို့လည်းပြောပါရယ် စစ်ကောင်စီအနေနဲ့စစ်စင်ရေးတွေရပ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုကူညီဖို့လိုအပ်ကြောင်းနဲ့ဒီဆိုရွာလာတဲ့ကမ်ပိန်းတွေကနေဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုမြင့်တင်ပေးမယ့်အတိုင်းပြည်အတွက်အကျိုးအဝတ်တစ်ခုဖြစ်လာနိုင်မယ်လို့မျှော်လင့်ကြောင်းလူ့အခွင့်အရေးမဟာမင်းကြီးကပြောပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်ကိုထိတ်တိအစည်းအဝေးကိုဖိတ်ခဲ့တဲ့အတိုင်းနဲ့ဘင်းစတပ်ဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့စေအုပ်စုရဲ့ရာဇဝတ်မှုတွေမှာကြံရပါပတ်သက်တယ်လို့ Justice for Myanmar ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်ကိုဘင်းစတပ်အစည်းအဝေးကိုတက်ရောက်ခွင့်ပြုခဲ့တဲ့အတိုင်းနိုင်ငံနဲ့ဘင်းစတပ်အဖွဲ့ဝင် င်နိုင်ငံတွင်ရဆုံးဖြတ်ချက်ပေါ်ကန့်ကွက်ရှုံချကြောင်းလူခွင့်ရေးတစ်ခုဖြစ်တဲ့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်။ ဒါအပြင်ထိုင်းအိန္ဒိယသီလင်္ကာနိုင်ငံများနဲ့အတူဘင်းစတပ်ဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်တပ်ကိုလက်နက်ဆက်ဆက်ပစ္စည်းတွေနဲ့ငွေကြေးထောက်ပံ့နေမှုတွေနဲ့စစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်ပအဝင်ပတ်သက်နေကြောင်း GFN ကထုတ်ပြန်ပြောဆိုပါရယ်မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်မှုတွေကြောင်းပြိုကျပျက်စီးသွားတဲ့အဆောင်ပြက်တွေအောက်မှာရုံလောင်းများစွာကျန်ရှိနေပြီးတိုင်းပြည်အကြီးအကျယ်ပျက်စီးနေချိန်မှာစစ်ကောင်စောင်မယောင်လိုင်းကဘင်းစတပ်ထိပ်သီးအစည်းအဝေးကိုတွားရောက်ခဲ့တာဖြစ်ပါရယ်စေအောင်စုကငလင်တန်တဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေနဲ့ကယ်ဆယ်လုပ်ငန်းတွေကို ုပိတ်ပင်တားမြစ်ခဲ့တဲ့အပြင်ငလင်ပေးသင့်ဒေတာတွေအပါအဝင်နေရာများပြားလဲလေကြောင်းတိုက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။ Binstack က2022ခုနှစ်မှာမြန်မာစစ်အုပ်စုကိုရာဇဝတ်မှုဆိုင်ရာအပြန်အလှန်ဥပဒေကူညီပေးရေး ဘင်းစတက်သဘောတူညီချက်မှာလက်မှတ်ရေးထိုးခွင့်ပြုခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်ကလူပုဂ္ဂိုလ်တွေကိုတည်နေရရှာဖွေခြင်းနဲ့မြည်သူမြည်ဝါသတ်မှတ်ခြင်း၊တရင်အချက်လက်မျှဝေခြင်း၊ရှာဖွေဖန်ဆီးခြင်း၊အဖမ်းခံထားသူတွေကိုတတ်သိခံကြံရရှိစေခြင်း၊ဒါမှမဟုတ်စုံစမ်းစစ်ဆေးမှုတွေမှာအကူအညီရရှိစေဖို့လိုအတွက်ဒေသတွင်ပူးပေါင်းဆောင်ရွက်မှုတွေကိုလွယ်ကူစေရလို့ GFN ကဆိုပါတယ်။ ၎င်းကစေအုပ်စုကိုထောက်လှမ်းရေးတရင်အချက်လက်များစစ်ဘက်ရဲဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရရှိစေဖို့အလွန်အမင်းအထောက်အကူဖြစ်စေခဲ့ပြီးတပြိုင်တည်းမှာစစ်ရာဇဝမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေကိုအပြစ်ပေးအရေးယူခံရခြင်းအလင်းမရှိဆက်လက်ကျူးလွန်နေမှုတွေအပေါ်မှာမှားယွင်းတဲ့နိုင်ငံရေးတရားဝင်မှုပေးရခါဖုံးကွယ်ပေးခြင်းကိုလည်းဖြစ်စေတယ်လို့ GF ကဆိုပါတယ်။ဘင်းစတက်ထိပ်သည့်အစီအွေမှာမင်းရောင်လိုင်းကိုတရားခွင့်ပြုလိုက်တဲ့ဆုံးဖြတ်ချက်ကိုကျမတို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတစ်ဖက်မှုအပါအဝင်ရာဇဝမှု မှုကြီးတွေကျူးလွန်မှုတွေအတွက်တာဝန်ရှိနေတဲ့ဆရာဆွေကောင်တအုပ်ကိုဘင်စတန်နဲ့ထိုင်းဆိုရကလက်ခံကြိုးဆိုတာဟာဝမ်းနဲ့ပွင့်ကောင်းပါတယ်ဒီလိုကြိုးဆိုမှုကမြန်မာပြည်သူတွေလေးနှစ်ကျော်ကြာခုခံဆန့်ကျင်နေတဲ့ဆေးအုပ်စုကိုတရားဝင်မှုပေးအပ်လိုက်တာဖြစ်ပြီးသူတို့ကိုပုံမိုရဲတင်လာစေမှာဖြစ်တယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောပါတယ် ဒါအပြင်ထိုင်းပါဝင်ဘင်းစတပ်ဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာအောက်ပါလုံရက်တွေနဲ့ကြံရပါပတ်သက်နေရလို့ GFN ကအတည်ရင်းထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေက2023ခုနှစ်ဗန်နာရီနှစ်အတွင်းမြန်မာနိုင်ငံကိုအမေရိကန်ဒေါ်လာတန်120တန်ဖိုးရှိစစ်လက်နက်နဲ့ဆက်ဆက်ပစ္စည်းများကိုရောင်းချပေးပို့ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအစိုးရခန်းစာထုတ်ပြန်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့အများပိုင်ရှိနံကုမ္ပဏီကြီး PTT Exploration and Production Public Public Company Limited ကမြန်မာနိုင်ငံအတွင်းအရေးပါတဲ့ကမ်းလွန်သဘာဝတန်ငွေစီမံကိန်းတွေကိုလုတ်ကိုင်းနေပြီးသဘာဝတန်ငွေများရောင်းချမှုများတစဉ်စေအုပ်စုကိုနိုင်ငံသားငွေကြေးများရှာဖွေပေးလျက်ရှိပါတယ်။အဲဒီလုပ်ရက်တွေကထိုင်းစိုးရကိုစေအုပ်စုရဲ့ဆင်ရဆွမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျွလို့နေရဆွမှုတွေမှာတိုက်ရိုက်ကြံရပါပတ်သက်စေပါတယ်။အိန္ဒိယကရုရှားတရုတ်တို့နဲ့အပြိုင်မြန်မာစေအုပ်စုတန်းစလန်နန်နဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေအထူးကရောင်းချထောက်ပံ့နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ရရှိထားတဲ့ကုံသွင်းကုံထုံမှတ်တမ်းတွေအပေါ်အခြေခံပ ြီးအိန္ဒိယနိုင်ငံပိုင်းဆက်လက်နက်ကုမ္ပဏီတွေမှာမြန်မာဆဲအုပ်စုတန်းဆက်လက်နက်ရောင်းချပေးပို့နေခြင်းတွေကညှော်နေသွားခြင်းမရှိဘဲဆက်လက်ပို့ဆောင်နေကြောင်းကို Justice for Myanmar ကအတည်ပြုထုတ်ပြန်ပါတယ်2025ခုနှစ်ဇန်နဝါရီလမှာ Bahara Electronic Limited BEL ကရေချောင်းထောင်လိုင်းမှာအသုံးပြုတဲ့ electro-optical စောင့်ကြည့်ထောက်လှမ်းရေးစနစ်နှစ်ခုကိုမြန်မာစစ်တပ်ရဲ့ပြည်စည်းဝယ်ယူရေးညွှန်ကြားမှုဦးစီးဌာနထံတင်ပို့ခဲ့ပြီးအဲ့ဒီတင်ပို့မှုမတိုင်မီ2024ခုနှစ်မှာလည်းမြန်မာစစ်တပ်ထံကုန်ပစ္စည်းများစွာတင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ပြီးအက2024ခုနှစ်အတွင်းအန်တနာများ၊တယ်လီစကုပ်များ၊ကေဘယ်အစီးများ၊ဓာတ်အားထောက်ပံ့ရေးစနစ်များနဲ့အမျိုးမျိုးသော electronic အလက်ထရိုမက်ကန်နစ်စနစ်တွေကိုမြန်မာကို တင်ပို့ခဲ့ပါတယ်မြန်မာနိုင်ငံကမြန်မာပြည်တွင်းလက်နက်ထုတ်လုပ်ရေးစက်ရုံများမှစစ်ဘက်ဆိုင်ရာဝန်ထမ်းများကို2024ခုနှစ်မှာပရာဒတ်မြို့ရှိ Indian Army Educational Crop Training College and Center မှာလည်းကောင်2022ခုနှစ်မှာ Hyderabad မြို့ရှိ Indian Military Corps of Electronic and Mechanical engineering မှာ၎င်းလေ့ကျင့်ရေးသင်တန်းများပေးခဲ့ကြောင်းသိရပါတယ်။ဒါပြင် Justice for Myanmar ကရရှိထားတဲ့ကုံသွင်းကုံထုံမှတ်တမ်းတွေအရသီရိလင်္ကာနိုင်ငံမှာလေ့ကျောင်း electronic ပြသမှုစနစ်တစ်ခုအပါအဝင်လေရင်ပန်ကာနဲ့ဒလန်များအချားလေရင်အစိပ်ပိုင်းများနဲ့ရေနံစီများကိုမြန်မာနိုင်ငံကို2024ခုနှစ်မှာတင်ပို့ရောင်းချထားပါတယ်။လူမျိုးတုံးတက်ဖြတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက်စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့မြန်မာစစ်ကောင်းဆောင်ကိုဘင်းစတတ်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဆင်ခဲ့တဲ့တစ်ချိန်တည်းမှာမြန်မာစစ်အုပ်စုကိုနှစ်ရှည်လာများဆက်လက်နဲ့ဆက်ဆက်ပစ္စည်းတွေနဲ့ငွေကြေးတွေထောက်ပံ့ပေးလျက်ရှိတဲ့ဒေသရင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဘင်းစတတ်နဲ့ဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်တပ်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာတန်ရာပါပတ်သက် နေပြီဆိုတာပိုပြီးထင်သာမြင်သာရှိစေခဲ့တယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့နေပြည်တော်မှာအထက်မြင့်ဒုက္ခတော်ဝင်အင်ညာမှာနေထိုင်သူအများစုပြောင်းရွှေ့ရကြောင်းတင်ဆက်ပေးပါမယ်။အင်အားပြင်းငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်အာနာသိန်းစစ်ကောင်စီရုံဆိုင်ရာနေပြည်တော်ရှိအထက်မြင့်ဒုက္ခတော်ဝင်အင်ညာမှာနေထိုင်သူအများစုအခြားနေရာတွေကိုပြောင်းရွှေ့ထွက်ပြေးသွားကြပြီဖြစ်ကြောင်းအဆိုပါအင်ညာမှာနေထိုင်သူတွေထံမှသိရပါရယ်။စပူတီးမျိုးနဲ့ပြည်မနာတောင်ကျုံလမ်းမီမှာရှိတဲ့ဒုက္ခတော်ဝင်အင်ညာကငလင်ထံကြောင့်ပြိုကျပျက်စီးမှုတွေပြင်းထန်ခဲ့တဲ့ဝန်တန်းအင်ညာတိုက်နံပါတ်၄000ကျော်နဲ့တိတ်မွေးတဲ့အနီးနားမှာတည်ရှိပြီးအငိမ့်ဆောင်ဝန်တန်း ်းနေအပြင်အရက်သားပြည်သူတွေပါနေထိုင်နေရရှိပါတယ်။ဒုက္ခတော်ဝင်ကတခြားနေရာတွေလို့ဆိုဆိုရရတော့မဖြစ်ဘူးပေါ့။တိုင်လေးတွေအပ်သွားတာဘာညာတော့ရှိရဲ၊ရှိုင်းသွားတာတော့ရှိရဲ၊ပြောင်းလာကတော့အရင်လူဟောင်းတွေကအကုန်ပြောင်းပြေးတာတိတ်မကြံတော့ဘူး။ပြောင်းလာတော့တော်တော်များများပြောင်းသွားကြတယ်။အထက်မြင့်နေကြောက်သွားကြတဲ့သဘောလို့အိမ်ယာမနေထိုင်သူတောက်ကပြောပါတယ်။ရခင်ကအခန်း၁၆ခန်းပါတိုက်တလုံးမှာနေထိုင်သူများပြည့်နှက်ခဲ့တော့လေအခုကအခန်း၅ခန်းမှာသာလူနေထိုင်မှုရှိတော့ပြီးတိုက်တလုံးလုံးဝပြောင်းရွှေ့ထွက်ခွာသွားတဲ့တိုက်တွင်လည်းရှိနေကြောင်းသိရပါတယ်။အိမ် ခြင်းနေရာတွေကတော့ဒီတိုက်တွေကိုလာကြည့်တာရှိတယ်သူတို့ကတော့အပေါ်ရန်အတားလာအတွင်းထဲဒီပါထိသွားတာလားဆိုတာကိုမျက်မြင်နဲ့တော့ဆုံးဖြတ်လို့မရဘူးစက္ကရိယာတွေနဲ့တိုင်းတာကြီးမှရမယ်အဲ့လိုတော့ပြောတယ်လို့၎င်းကထက်လောင်းပြောဆိုပါတယ်ပြီးခဲ့တဲ့မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင့်နေပြည်တော်အတွင်းဝန်တန်းအင်အားတွေနဲ့ရက်ကွက်များရှိအဆောင်များပြိုကျပျက်စီးမှုတွေများပြားခဲ့ပြီးလူသေဆုံးမှုတွေလည်းဖြစ်ပွားခဲ့ပါတယ် ဒါကြောင့်လက်ရှိနေပြီးတော့မှအိမ်ငားရမ်းလို့သူတွေတိတိတသာတိုးများလာတော့လဲငားရမ်းပေးနိုင်တဲ့အိမ်ရပမာဏမလုံလောက်တလောက်ဖြစ်သွားပြီးငားရမ်းကတွေတိတိတသာမြင့်တက်လာကြောင်းအိမ်ချမ်းကြီးအကျိုးဆောင်တွေကပြောပါတယ်ရခင်ကကြက်ဆက်တဲ့နဲ့ငားရမ်းနိုင်ခဲ့တဲ့ တိုက်အိမ်တွေကိုအခုက75တိုင်းထိ9ရက်ကတွေမြင့်တက်နေရဲ့လို့သိရပါတယ်။အခုကျတော့လူတွေကတိုက်ကိုကြောက်သွားကြတယ်။အဲ့ဒီအထက်မြင့်တိုက်တွေကိုကြောက်သွားတဲ့အခါကျတော့လုံချင်းစေးကွက်ပဲရှိတော့တိုက်တွေမှာတိတ်ပြီးမငားကြတော့ဘူး။အဲ့လိုတော့ဖြစ်သွားတယ်လို့အင်ဂျင်မင်းဂျိုးဆောင်တုံးကပြောပါတယ်။ငလင်းလုတ်ပြီးနောက်နေပြည်တော်ရဲ့အိမ်ငားစေးကွက်မှာဈေးနှုန်းတွေအဆမတန်မြင့်တက်လာတဲ့အပြင်အခြေခံစားတောက်ကုန်တွေရဲ့ဈေးနှုန်းတွေလည်းမြင့်တက်လာကြောင်းသိရပါတယ်။ငလင်းကျောင်းနေပြည်တော်မှာတည်ဆုံသူ900ကျော်ရှိခဲ့ပြီးနေပြည်တော်ရှိမြို့နယ်ရှိခုအနေစပူသီရီနဲ့ပြင်မနာမြို့နယ်များမှာတည်ဆုံမှု များဆုံးဖြစ်ပွားခဲ့ကြောင်းစစ်ကောင်စီရဲ့အေပြီလ၄ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နောက်ထပ်ကိုကန်တန် MND လာရှုမျိုးပေါ်ကဆုတ်ခွာဖို့ပြင်ဆင်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကိုတင်ပိုက်ထိန်ချုပ်ထားတဲ့ကိုကန်တန် MND ကလာမယ့်အပိလာ22ရက်နေ့နောက်ဆုံးထားပြီးမျိုးပေါ်ကနေထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ MND ထိပ်ပိုင်းကောင်ဆောင်တွေနဲ့နှိဆက်သူတောက်ကအပိလာ၄ရက်နေ့မှာအတည်ပြုပြောကြားပါရယ်။ MND တက်တွေဆုတ်ခွာပြီးတဲ့နောက်မျိုးပေါ်မှာစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်မှာဖြစ်ပြီးကိုစလဲရုံးတွေပါထားရှိနိုင်တယ်လို့သူကပြောပါရယ်။စစ်တပ်ရဲ့ကိုကန်ရဲ့တရုတ်ကိုစလဲပေါင်းပြီးရုံးထိုင်မဲ့အခြေအနေရှိပါရယ်။ ် AB 22ရက်နေ့မှာအဝင်ထွက်အချိန်ပြောင်းလုံးမယ်နောက်ထပ် MND နဲ့နှိဆက်သူတုံးကတော့ကိုကတ်တန် MND ကလာရှုံမျိုးပေါ်ရက်ွက်နေစောက်ခွာပေးမှဖြစ်ပေမယ့်မျိုးနဲ့သုံးမိုင်ကွာဝေးမှာတော့ဆက်ပြီးနေရာယူထားအောင်မှာဖြစ်တယ်လို့ဆိုပါတယ်မြမငင်းချင်ဖြစ်စဉ်ကိုလေးလာစောင့်ကြည့်နေသူတုံးကလည်းကိုကတ်တန် MND လာရှုံကနေစောက်ခွာပေးဖို့အတွက်ကုမင်းစွန်းနှစ်ပွဲမှာသဘောတူခဲ့တာလို့ဆိုပါတယ်လက်ရှိမျိုးပေါ်ရက်ွက်အချို့မှာနေရာယူထားတဲ့ MND တပ်တွေကဖြစ်စည်းတွေတင်နေရရင်တွေ့ရတယ်လို့လာရှုံမျိုးကန်တုံးကပြောပါတယ်ကိုကတ်တန်က စီတွေစတင်နေပြီးဝန်ထမ်းတွေလည်းသူတို့နဲ့ခေါ်သွားဖို့ရှိတဲ့စစ်ကောင်စီထောက်ခံတဲ့ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာလည်းလာရှုမျိုးမှာ စစ်ကောင်စီဆိုင်ရာဝန်ထမ်းရုံးနဲ့ပြန်ဖွင့်ခွင့်ရမယ့်အကြောင်းရှိတာဖော်ပြနေကြပါရယ်ဒီကိစ္စနဲ့ပတ်သက်လို့ MND ဘက်ကတစုံတရာထုတ်ဖော်ပြောဆိုတာမရှိသလို MND ပြောခွင့်ရသူလီချောင်းဝင်းကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမယ်ဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူးတချို့ကတော့စစ်ကောင်စီကပြန်လဲရုံဆိုင်လာမှာကိုစိုးရိမ်နေကြတယ်လို့နောက်ထပ်လမ်းရှုမြုပ်ကန်တောင်းကပြောပါရယ်စစ်တပ်ရုံပြန်ဆိုင်ပြီးမျိုးကန်တွေကိုမတရားဖမ်းဆီးရလို့သူတို့နဲ့ပါလာတဲ့စစ်တပ်ထောက်ခံသူတွေကကြောင်းချတာတော့ တခြားတော်လိုင်းဖွဲ့တွေနဲ့တိုက်ပွဲပြန်ဖြစ်တာမျိုးဆိုလူလူနာမှာပဲဒါကိုစိုးရင်နေကြတာကိုကန့်တက် MND က2029စစ်စင်ကာလဖြစ်တဲ့2024ခုနှစ်ဩဂုတ်လမှာလာရှုအခြေဆိုင်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်ပြီးလာရှုမြို့ကိုပါထိန်းချုပ်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။